နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့မောင်တော်မြို့နယ်မြောက်ပိုင်းမှာအရခတ်တော်အေအေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းဒဏ်ရာရရှိသွားတဲ့အာဆာတပ်ဖွဲ့ဝင်၅ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယူဆောင်သွားတယ်လို့အမည်မဖော်လိုတဲ့ဘင်္ဂလားဒေ့ရှ်ထောက်လန်းရေးအရာရှိတယောက်ကအကြည့်ပြုပြောဆိုပါရယ်ဒဏ်ရာရအာဆာတပ်သားတဦးဟာတလင်းလာနေမနက်ပိုင်းကတက္ကနမြို့နယ်နေဆက်ကိုဖျက်ချော်ပြီးစစ်ကူတမှုခံယူဖို့အတွက် င်္ဂလားဒေ့ရှ်နိုင်ငံထေကိုဝင်ရောက်လာခဲ့တယ်လို့တချိန်တည်းမှာပဲနောက်ထပ်တန်ရာရာအာစာတပ်ဖွဲ့ဝင်၄ဦးဟာလဲဝင်းဒါဗင်ခိုင်နက်ဂျက်စရီမြို့နယ်ခေါင်းတုံးဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုစေကူတာဖို့ယူဆလာခဲ့တယ်လို့ဆိုပါတယ်သူတို့ကိုစေကူတာဖို့ယူဆလာတဲ့အပေါ်မှာအဲ့ဒီထောက်လန်ရေးအေဂျင်စီကအရာရှိကအတီးပြုတ်ပြောဆိုခဲ့ပေမဲ့လည်းဗနီယာမှာစေကူတာမှုခံယူနေတယ်ဆိုတာကိုတော့ပြောဆိုဖို့ညင်ဆိုခဲ့ပါတယ် AA နဲ့ ASA RSO တို့အကြားနီဇက်ဖြတ်ကျော်က ဘင်ဒါဘင်ခိုင်အလေးခွာတောင်မြို့နယ်အမှတ်၄တိုက်နယ်အနီးကမြန်မာနိုင်ငံလွန်ပန်ပရာနဲ့ဘူးတိတောင်နေမြေတွေအတွင်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း BGB သတင်းရင်းမြစ်တွေကပြောကြားပါရယ်အော်တိုဘားလ၄ရက်နေ့ကအာဆာ RSO တို့ကဝေလန်ခေါ်အရခတ်တတော် AA ရဲ့စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့လည်းစခန်းကိုမသိမ်းပိုင်နိုင်ခဲ့ဘူးလို့ဆိုပါရယ်ဒါပေမဲ့လည်းအာဆာ RSO နဲ့တချို့သောဒေသခံအဖွဲ့တွေကအတူတကွစစ်ဆင်ရေးတွေဆင်နွှဲနေကြတယ်လို့ဖော်ပြထားပါရှင်